โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာကတော့ဗောနော်ကျွန်တော်တို့တွေမြေကွက်တစ်ကွက်ကမျက်နှာစာအ ਨੇ သောမျက်နှာစာပေး20ရှိပြီးတော့မှာဗောနော် student ပေ1200ရှိပြီးတော့ area အနေနဲ့ဆိုရင်ကျွန်တော်3.3 3.105 a ကပြေးမှာဗောနော်ဥပိုင်ခွဲလို့ရရတယ်ဆိုတဲ့အကြောင်းကိုတော့လူတိုင်းတော်တော်များများသိကြတယ်ဗောနော်ဒါပေမဲ့ student ပေ1200မပြေဘူး area အနေနဲ့3.3 3.105မပြေဘူးဆိုရင်ရောဥပိုင်ခွဲလို့ရလာဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးမှာဖြစ်ပါတယ် ။ဟုတ်ကဲ့အဖြေကတော့ဥပိုင်ခွဲလို့ရပါတယ်။ဘလို့ချင်းနေမှာဥပိုင်ခွဲလို့ရတာလဲဆိုရင်ကျွန်တော်အနေနဲ့ပေါ့နော်လက်ရှိလုပ်နေတဲ့လုပ်တွေရှိရပြီးလို့ရှိရင်အဲ့လိုမျိုးအောင်မြင်သွားတဲ့လုပ်တွေလည်းရှိရပေါ့နော်။အဲ့တော့နံပါတ်၄အနေနဲ့ပေါ့နော်ကိုယ့်ရဲ့မိခွက်ကမျက်နှာသာပေး20ရှိမယ်။ဟိုဟာကပေါ့နော်။မင်းကပြီး20ရှိပြီးတော့မှ20 40ပဲရှိမယ်ပေါ့ဗျာ20 60မပြေဘူးတညာသမားတညာနိခုံငါအေကမပြေဘူးမပြေတော့ကြတော့ကျွန်တော်တို့20 40ဆိုတော့ပေရှိရပဲရှိရပေါ့နော်စတူဒီယံပေထောင်းနေရမပြေဘူးပေါ့ဒါပေမဲ့ အဲ့လိုအနေထားကိုခွင့်ပြုပေးလို့ရတယ်ပေါ့နော်ဘယ်လိုတွေရခွင့်ပြုပေးလဲရလဲဆိုတော့ဥပမာအနေနဲ့မိတ်ဆွေရဲ့မြေခွက်ကပေါ့နော်ဝင်လန်းထွက်လန်းကောင်းတယ်ပေါ့နော်ဥပမာကားတွေပါတွေကိုယ့်ရဲ့ရှေ့မျက်နှာသာမှာကားတွေပါတွေထားလို့ရတယ်ကားတွေပါတွေဖြစ်သွားဖြစ်လာလို့လို့ရတယ်ဝင်လန်းထွက်လန်းကောင်းတယ်ဆိုရင်ဒါတို့ရဲ့လုံထုံးလုံကြီးတွေနဲ့ပေါ့နော်ပေးလို့ရတယ်ပေါ့နော်တစ်ချက်ကကြတော့အဲ့20 40ဆိုတဲ့အနေမှာဟိုဒီခွဲကြံပေါ့နော်မိတ်ဆွေရဲ့မြေခွက်ကိုခွဲပြီးတော့မှကြံမဲ့မြေခွက်က ဧရိယာပြည့်မီကိုလိုတယ်ပေါ့နော်ဧရိယာပြည့်မီကိုဆိုတော့ခုနပြောသလိုပေါ့နော်ဒီ3.3.2.5ရှိရမယ်ဒါမှမဟုတ်ရင်လည်း3.3.2.5တဲ့ကြော်တဲ့ဧရိယာရှိတယ်ဆိုရင်မိစေရဲ့မြေခွေ20 40ကိုဥပိုင်ခွေလို့ရမှာဖြစ်ပါတယ်အဲ့ဒါကနံပါတ်1တစ်ချက်ပေါ့နော်နံပါတ်2အနေနဲ့ကျတော့ကျွန်တော်ခွဲကြံမြေခွဲကပေါ့နော်ခွဲကြံမြေအနေနဲ့ကြံနေရမယ်ဟုတ်ကဲ့ခွဲကြံမြေအနေနဲ့ပေါ့နော်ခွဲကြံမြေကဥပမာအနေနဲ့ပြောရရင်ပေါ့နော် 40 60ရှိတဲ့မြေခွဲကနေ25ပဲပေ60ကိုလူတယောက်ကနေပြီးတော့မှဥပိုင်ခွဲသွားတယ်ပေါ့နော်အဲ့လိုဥပိုင်ခွဲသွားတဲ့အချိန်မှာကြံခဲ့တဲ့ဒီခွဲကြံပေါ့နော်ခွဲကြံကကြတော့သူ့အနေနဲ့25ပဲပေ60ခွဲလိုက်တော့25ပဲပေ60ကြံမယ်ပေါ့နော်40 60ကနေ25ကိုနှုတ်လိုက်တော့25ပဲပေ60ကြံမယ်ပေါ့နော်25ပဲပေ60ဆိုရင်ကျွန်တော်တို့မြောက်လိုက်လို့ရှိရင်စတူရန်ပေထောင်းနေရမပြေဘူးနော်အနည်းဆုံးပေ900လာမသိရတယ်အဲ့တော့အဲ့မပြေးတဲ့ဟာကဘလို့အနေထားမှာသူ့အနေနဲ့ခွဲလို့ရလေဆိုတော့ခုနပြောတဲ့ ပေ60သမားကပေါ့နော်သူ့အနေနဲ့ဒီ GN ကိုခွဲထုတ်သွားပြီးတော့မှကိုယ့်ရဲ့ဒီ15ပေပေ60ရပေါ့နော်ကျန်နေခဲ့တယ်ဆိုရင်သူကခွဲကြံမြေကိုဖြစ်သွားပြီအဲ့တော့အဲ့လိုခွဲကြံဖြစ်သွားတဲ့အချိန်မှာကိုယ့်အနေနဲ့ဒီဟာကိုဥပိုင်ခွဲလို့ရမှာဖြစ်တယ်အဲ့တကယ်လို့များအဲတခါတည်းချက်ချင်းနှုတ်ခွဲလိုက်လို့ရှိရင်ကြတော့အကြောင်းမျိုးမျိုးကြောင့်ပေါ့နော် အဲဘေးမပြေးလို့တို့အေရီးယားမပြေးမိလို့ပေါ့နော်ခွင်းမပြုတ်နိုင်တာလေးတွေရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့အဲကိုယ့်ရဲ့မိခွက်ကိုတေးသေးချာချာဂါဂါနာနာရနိုင်ချေရှိတဲ့ဟာမျိုးဆိုရင်ပေါ့နော်ကျွန်တော်တို့အနေနဲ့တော့ဗျာ100%တော့အာမခံလို့မရဘူးပေါ့နော်ဒါပေမဲ့ဟိုရနိုင်ချေများတာကိုပြောပြတာပေါ့နော်အဲ့တော့ရနိုင်ချေများတာဆိုရင်ခုနပြောသလိုဒီစေတမားကဥပိုင်ခွဲပြီးတော့ပါနော်သူ့ရဲ့နာမည်ပြောင်းသွားပြီဆိုလို့ရှိရင်ဒီမြေခွက်ကသူက15ပေပေ60ရခွဲကြံအနေနဲ့ကြံနေမှာအဲ့လိုခွဲကြံအနေနဲ့ကြံလို့ရှိရင်ရှင်းပြောရရင်ဒါက ဒီရုံပိုင်းဆိုင်ရာရဲ့ပေါ့နော်ရုံပိုင်းဆိုင်ရာအနေနဲ့ကဒီမြေခွဲကတူအရှင်းအဝါပေါ့ကျွန်တော်အရေးစကားနဲ့ပြောရင်တန်ဖိုးမရှိတော့တဲ့မြေပုံစံလိုမျိုးဖြစ်တော်မေပေါ့နော်တန်ဖိုးမရှိတော့တဲ့မြေပုံစံဆိုတော့ तू ကခွဲကျင်ဆိုတော့ဗျာအတုံးမလို့လို့ခြံထားတဲ့သဘောမျိုးဖြစ်တော်မှာအဲ့တော့အဲ့မြေခွဲကိုတော့ तू ကဟိုပေးမပြေးလေကိုကလာလျှောက်လို့ရှိရင်ခွင့်ပြုပေးမယ်ပေါ့နော်ခွင့်ပြုပေးမယ်ဆိုတော့လေခုနပြောသလိုဝင်လန်းထွက်လန်းကောင်းတယ်เนาะပြီးလို့ရှိရင်အေရီယာနည်းနည်းပေါ့ပေါ့မပြေးတာလောက်ကတော့တို့เนาะဟို သူတို့ရဲ့ဒီလမ်းကောင်းတာပေါ့နော်ဝင်လမ်းထွက်လမ်းကောင်းတယ်ပြီးလို့ရှိရင်ဒီခွဲကြံဖြစ်နေတဲ့ပုံမှာပေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးညွန်ကြားချက်တွေနဲ့ပေါ့နော်ထုတ်ပေးတာမျိုးရှိပါတယ်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့အနေနဲ့ထားပါတော့မျက်နှာစာကစနက်ပေပဲရှိမယ်ပေါ့နော်မျက်နှာစာစနက်ပေရှိမယ်ဒီလိုကျန်တဲ့ပေကကျတော့ပေ90ရှိမယ်ပေါ့နော်အဲ့လိုမျိုးစနက်ပေပေ90ဆိုရင်ကျွန်တော်တို့ area အနေနဲ့တွက်ပြမယ်ဆိုရင်3.3 3.1ခွန်ဧကပဲရှိရပေါ့နော် တုံညာသမားတုံညာတင်းနစ်ခုံဆိုတာကကျွန်တော်တို့အနေနဲ့တော်တော်ကိုနဲပါတဲ့ဧကဖြစ်တယ်ပေါ့နော်။ Okay အဲ့လိုမြင်မျိုးကြတော့ဘလို့အနေထားနဲ့ဂယံခွဲထုတ်လို့ရလဲပေါ့နော်။နံပါတ်1အနေနဲ့ပေါ့နော်ခုနပြောတဲ့ခွဲကြံဖြစ်ရမယ်။နောက်တစ်ချက်ကကြတော့အဲ့ဒီမြေအနေနဲ့ခွဲကြံတကူတွေဖြစ်အောင်လည်းမလုံလောက်သေးဘူးပေါ့နော်။သူနဲ့တွဲသုံးတဲ့မြေကုမြေွယ်လေးရှိရမယ်ပေါ့နော်။ဥမာပိုင်ရှင်ကတဝူးတဲ့ဖြစ်နေတာမျိုးပေါ့နော်။ဥပိုင်နံပါတ်မတူရင်လည်းပိုင်ရှင်တဝူးတဲ့ဖြစ်တယ်။ဒီတခြားဥပိုင်နဲ့တွဲသုံးတယ်ဆိုတာမျိုးနဲ့ အဲ့ဒီ3ညသမ3ည1နှစ်ခွန်ကိုရှောက်ထားလို့ရမှာဖြစ်ပါတယ်โอเคအဲရှင်းဆက်ပြီးတော့ဗောနော် မြေခွက်ကိစ္စနဲ့ပတ်သက်ပြီးအဲနားမလဲတာဖြစ်ဖြစ်သိကျင်တာဖြစ်ဖြစ်ကျွန်တော်ရဲ့ဒီဗီဒီယိုအောက်မှာ comment လေးနဲ့မေးလို့ရပါတယ်သိကျင်တာရှိရင်လည်းအကြံဉာဏ်တောင်းလို့ရပါတယ်โอเคအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်